ါပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နေမည်တချို့ကိုပြန်သိမ်းနိုင်တဲ့အောင်မြင်မှုအနည်းငယ်ကြောင့်စိတ်ကြီးမွေနေတဲ့စစ်တပ်ကိုခွေးပြေးဝက်ပြေးဖြစ်အောင်အေအေက တံပြန်ထိုးစစ်ဆင်ခဲ့ပြီးရခိုင်ပြည်နယ်အဆက်ပဲခူးအေယာဝတီမကွေးအပြင်စစ်တွေနဲ့ကြောက်ဖြူတိုက်ပွဲတွေမှာပါစစ်သားအလောင်းတော်တော်များများနဲ့လက်နက်ခဲယမ်းတွေကိုအေအေကရရှိခဲ့ပါတယ် လသမဂ္ဂနဲ့ကိုရီးယားပူးပေါင်းပြီးမြန်မာနိုင်ငံကလူဦးရေ2400ကိုအဟာရချိုတဲမှုကာကွယ်ရေးအကူအညီတွေပေးရမှာဖြစ်ပြီးလူဦးရေ3သိန်းနီးပါးကိုလည်းငွေသားထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းအပါအဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့နေမြေတချို့ကို ပြန်သိမ်းနိုင်တဲ့အောင်မြင်မှုအနည်းငယ်လေးပဲရရှိလာချိန်မှာစိတ်ကြီးဝင်ဘဝင်မြင့်နေတဲ့စစ်တပ်ကိုခွေးပြေးဝက်ပြေးဖြစ်အောင်အေအေကတံပြန်ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံတဝန်စစ်တပ်ကစိတ်တက်ပြက်ပြားပြီးတော့တိုက်ခိုက်လို့ချိန်မရှိပဲတက်ပြေးဖို့သာစိတ်အားထက်သန်နေချိန်မှာစိတ်တက်မြင့်တင်ရေးအတွက်လေချောင်းပစ်ကူရေချောင်းပစ်ကူနေပညာအတန်အသင့်အစစ်မြစ် drone တွေနဲ့ စင်အားတော်တော်များများစုပြုံသုံးပြီးဘျူဟာနဲ့ထိုးစစ်ဆင်လာပါရယ်2025ခုနှစ်မတ်လ3ကနေအချိန်မြင့်ကတော်လန်ရေးလက်နက်ကင်အဖွဲ့အစည်းတွေတင်ထားတဲ့စစ်ကောင်စီရဲ့တပ်မဌာနချုပ်စစ်တိုင်းဌာနချုပ်တပ်ရင်းဌာနချုပ်အပါအဝင်စစ်ရေးအရအရေးပါတဲ့နေရာတွေကိုပြန်လည်သိမ်းပိုက်ရရှိဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတချို့နေရာတွေမှာတော့စစ်တပ်ကအောင်မြင်မှုအနည်းငယ်ရရှိခဲ့တယ်လို့သိရပါတယ် စစ်တပ်ကရှမ်းမြောက်ဒေသအတွင်းကသူတို့ရဲ့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့တပ်စခန်းတွေကိုပြန်လည်ရရှိဖို့ရည်ရွယ်ထားတဲ့တံပြန်ထိုးစစ်တွေနဲ့အတူမြန်မာနိုင်ငံရဲ့နေရာတချို့မှာသူတို့ဟာအသာစီးရအောင်ပွဲရနေတယ်လို့စိတ်ကြီးပဝင်မြင်ပြီးယုံကြည်မှုလွန်ကဲနေတဲ့သူတို့ရဲ့အနိုင်ရတပ်ဖွဲ့တွေနဲ့စုဖွဲ့ထားတဲ့တန်ရင်းစစ်ကြောင်းတွေကိုအာရခတ်တပ်တော်နဲ့ရင်ဆိုင်တိုက်ခိုက်နေကြတဲ့စစ်မြေပြင်နေရာတွေကိုရွှေ့ပြောင်းက ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။ အဲ့ဒီအခါမှာအာရခတက်တော်ရဲ့ခုခံစစ်နဲ့တံပြန်ထိုးစစ်အောက်မှာတတ္တိနီးမြူရအယမရှင်သာနိုင်တယ်လို့မျိုးမြေပြင်ထိုးစစ်တိုင်းမှာလဲအလူလဲခံရပြီးခွေးပြေးဝက်ပြေးထွက်ပြေးနေတယ်လို့အာရခတက်တော်အေအေကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နေ့နေ့လယ်၁၂:၂၁မိနစ်အချိန်ကလဲမကွေးတိုင်းငဖဲမြို့နယ်စွန်တက်ကြီးရွာအနီးမှာအေအေကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်၂နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ် အဲ့ဒီစစ်တပ်ရဲ့စကခစက်ခွန်လက်အောက်ခံခမာယ9ခွန်လေးနဲ့စောက်လုံရီအင်ဂျင်နီယာတက်ခွဲဆလာခွဲကိုလေးလေးကတက်ဖွဲ့ဝင်တွေပူပေါင်းပါဝင်တဲ့စစ်ကြောင်းနဲ့အာရခတ်တက်တော်တို့အကြားကအပြန်အလှန်တိုက်ခိုက်မှုအပြီးမှာတော့လက်နက်ခဲယံစစ်အုံဆောင်ပစ္စည်းတွေအလောင်းတွေနဲ့အတူကြောပိုးအိတ်အများပြားကိုထားခဲ့ပြီးစကခစက်ခွန်လက်အောက်ခံတက်တွေဟာတက်လန်ကဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်ဒီလိုမျိုးရှေ့တန်းမှာဆုတ်ခွာထွက်ပြေးနေရပေမဲ့ မကွေးစစ်စင်ရေးကနေတက်လာလို့နောက်တန်းပြန်လာတဲ့အခါမှာတော့အမ်ဘတန်စစ်စင်ရေးမှာအောင်မြင်မှုရခဲ့တဲ့ပုံစံဖမ်းပြီးရှေ့တန်းပြန်အခမ်းအနားတွေလုပ်နေတာကစစ်မြေပြည်အရှုံးကို ဖုံးကွယ်ဖို့ကြိုးစားတာဖြစ်တယ်လို့အေအေကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပဲခူးတိုင်းပတောင်းမြို့နယ်ဆင်လံကြီးရွာအနီးနဲ့ညောင်ကျိုးကြီးရွာအနီးတောင်ကျောတွေမှာတိုက်ပွဲပြင်းထန်နေသလိုအေယာဝတီတိုင်းရခိုင်အဆက်ဆက်ဆက်ရွာပတ်ဝန်းကျင်မှာလည်း စစ်တပ်ကအေအေကိုနေတိုင်းထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်အဲ့ဒီနေရာတွေနဲ့တိုက်ပွဲတွေဆက်ဆက်နေတဲ့အခြားနေရာတွေမှာပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံမှာစာလောင်မှုတိတ်မှုကိုတုံ့ပြန်တဲ့အနေနဲ့ကိုဝင်ဆောင်နိုတိုင်မိခင်တွေနဲ့ကလေးငယ်တွေအပါအဝင် လူပေါင်း2400ကို အာဟာရချို့တဲ့မှုကာကွယ်ရေးနဲ့ ကုသရေးအကူအညီတွေကိုပေးရသွားမယ်လို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကမနေ့ကစက်တင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကုလသမဂ္ဂအဖွဲ့ရဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP နဲ့ကိုရီးယားနိုင်ငံတို့ပူးပေါင်းပြီး RIS ဆိုပြီးအမည်ရတဲ့ထောက်ပံ့ရေးအစီအစဉ်တစ်ခုကိုမြန်မာနိုင်ငံမှာစတင်အကောင့်ထဲပေါ်လိုက်ပြီးပဋိပက္ခတန်ခံရတဲ့မိသားစုတွေအတွက်အရေးပေါ်အကူအညီပေးရေးလုပ်ငန်းအစီအစဉ်ဖြစ်တယ်လို့ WFP နဲ့ကိုရီးယားပူးတွဲထုတ်ပြန်ချက်မှာပြောထားပါတယ် ပဋိပက္ခအစုလိုက်အပြုံလိုက်အိုးအိမ်စုခွာရွှေပြောင်းရမှုတွေနဲ့2025ခုနှစ်မတ်လမှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်တို့နဲ့စူပေါင်းတက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံမှာစားလောင်မှုတိတ်မှုတွေပုံမိုဆိုးရွားလာတဲ့လက်ရှိအခြေအနေမှာအဲ့ဒီအစီအစဉ်ဟာပြိပခတန်ခံစားရတဲ့မိသားစုတွေစီကိုအရေးပေါ်အထောက်ပံ့တွေပေးရသွားမယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပဏာမခြေနှံဖြစ်တယ်လို့သိရပါတယ် ကိုရီးယားသမရနိုင်ငံကထည့်ဝင်တဲ့ American Dollar 10သန်းယန်ပုံငွေနဲ့ Risk Season ရပဋိပက္ခနဲ့ငလင်တန်အပြင်းထန်ဆုံးခံစားရတဲ့ဒေသတွေမှာ WFP ကနေတဆင့်အရေးပေါ်စားနပ်ရိက္ခာနဲ့စားနပ်ရိက္ခာဝယ်ယူဖို့အတွက်ငွေသားအထောက်ပံ့တွေကို ပေးရသွားမယ်လို့သိရပါတယ်။ထိခိုက်လွယ်ရရလူမှုစီကိုလက်လန်းမိနိုင်စေဖို့နဲ့သူတို့အတွက်ဓာတ်ရိုက်အကျိုးဖြစ်ထွန်းစေဖို့အတွက်ကို WFP ဒေသခံမိဖက်အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့အစည်းတွေနဲ့လက်တွဲပြီးတော့အဲ့ဒီအထောက်ပံ့တွေကိုလိုအပ်နေသူတွေစီကိုတိုက်ရိုက်ပေးရသွားမယ်လို့ပြောပါတယ်။မြန်မာနိုင်ငံအတွင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တရားစီးပွားရေးကဏ္ဍကျဆင်းမှုနဲ့အတူပုံမိုဆိုးရွားလာနေတယ်လို့ WFP ကပြောထားပါတယ်။အခြေခံစာနယ်ရိတ်ခါရဲ့ပြင်းမြကုံစည်းနှုန်းဟာ2021ခုနှစ်အစောပိုင်းကာလနဲ့ရှင်လိုက်ရင်တော့အခုအခါကလေးစားအထိကို တိုးမြင့်လာခဲ့ပြီး ဒီကဘာလုံးမှာဆာလောင်မှုသိမ့်မှုကိုပြင်းထန်စွာ ရင်ဆိုင်နေရတဲ့လူဦးရေပစ္စမမြောက်အများဆုံးရှိနေတဲ့နိုင်ငံဖြစ်လာကတန်းနဲ့ချီတဲ့ပြည်သူတွေဟာအခြေခံ အကြဆုံး စားတောက်ဖွေရာကိုတော့မဝယ်စားနိုင်တဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။တစ်ဖက်မှာလည်းစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်တိုက်ဖြတ်သွားဖို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုနီလန်မျိုးစုံနဲ့စန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်ပြီးရွေးကောက်ပွဲပြုလုပ်တာကိုလုံးဝလက်မခံဘူးလို့မွန်ပြည်သက်ပါတီဆီအာနာရှင်တိုက်ဖြတ်ရေးရမညမွန်တက်တော်ရဲ့တာဝန်ရှိသူနိုင်ကောင်းစကားကရန်ကုန်ခေတ်စ်ကိုပြောပါတယ်အကြမ်းဖက်စစ်တပ်ဟာ2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်စစ်ကော်မရှင်အဖြစ်ပြန်လည်ဖွဲ့စည်းပြီး2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာတော့ ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုပြီးကြေညာထားပါတယ်။အဲ့ဒီရွေးကောက်ပွဲဟာသူတို့ကြုံတွေ့နေရတဲ့နိုင်ငံရေးစစ်ရေးအကြက်တဲပေါင်းစုံကိုကြော်လွှားသွားနိုင်ဖို့နဲ့နိုင်ငံတကာအသိမှတ်ပြုရေးရရှိစေဖို့အတွက်လှုပ်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေးရမညတ်မွန်တက်တော်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းဖို့နဲ့ ဆရာနာရှင်စနစ်တရားဝင်ဖို့စစ်ကြုံတပ်ဆိုးရှည်ရေးအတွက်သာဖြစ်ပြီးနိုင်ငံတွင်းကပဋိပက္ခကိုပုံမပြင်းထန်လာစေမှာပါ။ဒါကြောင့်သူတို့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့နိုင်ငံရေးပါတီတွေနဲ့လူပုတ်ကိုရီးယား2008ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီးဆရာနာရှင်ကိုတပ်ဆိုးရှည်ဖို့ပြုလုပ်တဲ့အဖွဲ့အစည်းလူပုတ်ကိုအဖြစ်သတ်မှတ်တယ်လို့မိုးပြစ်တဲ့ပါတီဆရာနာရှင်တိုက်ဖြတ်ရေးရမညမိုတက်တော်ကပြောပါရီး မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးရာမညမွန်တက်တော်အနေနဲ့ကတော့စစ်ကောမရှင်ရဲ့အတုရောင်ရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့စန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီးမွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးရာမညမွန်တက်တော်တို့ထိန်းချုပ်ဒေသနဲ့လှုပ်ရှားဒေသတွေမှာရွေးကောက်ပွဲပြုလုပ်တာကိုလုံးဝလက်မခံဘူးလို့သိရပါတယ်။မွန်ပြည်သူတရက်လုံးအနေနဲ့လေစစ်ကြောတပ်ဆိုးရှိမဲ့စစ်ကောမရှင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာမပါဝင်ပဲ သူတို့ရွေးကောက်ပွဲကိုနီလန်ပေါင်းစုံနဲ့စန့်ကျင်ကြဖို့နဲ့မွန်နိုင်ငံရေးပါတီတွေကလည်းသူတို့အတူရောင်ရွေးကောက်ပွဲအပေါ်ကို မျှော်လင့်မနေဘဲမွန်ပြည်သူတည်ရလုံးနဲ့အတူဝိုင်းဝန်းစန့်ကျင်ကြဖို့ကိုလည်းတိုက်တွန်းထားတာကိုသိရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကတရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ကနီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကချောင်းမရွာကိုမီးရှို့စစ်ကြောင်းထိုးနေတာကြောင့် ထောင်ထဲချီတဲ့ပြည်သူတွေအားဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။စတင်မှာလပိုင်းကနေစတင်ပြီးရင်းမပင်မြို့နယ်ဗန်ပွေးပြူစောတိရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာကဏီမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ကစတင်မှာလ၄ရက်နေ့ည၈:၅၀မိနစ်ခန့်ကကဏီမြို့နယ်ချောင်းမရွာကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်လေချောင်းကလည်းနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသပြည်သူတို့ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းကြောင့်လက်ရှိချိန်မှာ မုံရွာယာကြီးကလေးဝကားလန်ပိုင်းနဲ့ချောင်းမကဏီလမ်းပိုင်းမှာရှိတဲ့ကြေးရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အခုလိုပဲစက်တင်ဘာလ3ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကကဏီမြို့နယ်တမင်ချန်ကြေးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့် ပြည်သူတို့သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေများတယ်လို့လည်းသိရပါတယ်ရှင်။တဖက်ကစကိုင်းနိုင်ဘက်မှာတော့စကိုင်းနိုင်ပလဲမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ Bluffo Fighter Local PDF ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့မှာပလဲမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်သားတွေကိုလက်နက်ကြီး60မမ80မမတွေ လက်နက်ငယ်တွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိပြီးအရေးအတွက်ကိုတော့အတီမပြုတ်နိုင်သေးပဲတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မှုရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတော်လန်ရေးတပ်ဖွဲ့တွေခုခံတိုက်ခိုက်မှုကြောင့်ရှေ့ဆက်မတိုးနိုင်ပဲပလဲမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို Blood Vault Fighter အဖွဲ့နဲ့မဲမောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမေသာပျောက် जा တပ်ဖွဲ့အခြားမဟာမိတ်အဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာစက်တင်ဘာလ၄ရက်နေ့ကလည်းပလဲမြို့နယ်တနေကြီးရွာကိုလေကြောင်းနဲ့ပေါင်900ဘုံးဒီတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တလုံးမီးလောင်က အမျိုးသားတအူးနဲ့အမျိုးသမီးတအူးသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကိုကြည့်အောင်ပါ။ မကွေးရချောင်းမြို့ပေါ်မှာရှိတဲ့ခါလာယ73တက်ရင်နဲ့စလီမြို့နယ်မှာရှိတဲ့ခါမာယ46တက်ရင်ကိုရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား15ယောက်သေဆုံးခဲ့တယ်လို့မကွေးတိုင်းပကဖ drone လက်ယုံတပ်ဖွဲ့ဖြစ်တဲ့တိမ့်ငတ်နယ်စိတ်ဖြူတော်လန်ရေးတပ်ဦးအဖွဲ့ရဲ့ Cyrus ကရန်ကုန်ခေတ်သစ်ကိုပြောပါရင်ပြီးခဲ့တဲ့စက်တင်ဘာလ4ရက်နေ့ည9:45မိနစ်ခန့်မှာချောင်းမြို့မှာရှိတဲ့တပ်မ88လက်အောက်ခံခါလာယ73နဲ့ လင်မြို့နယ်မှာရှိတဲ့ခမာယ46တရင်ကိုတော်လန်ရေးတပ်ဖွဲ့တွေက rocket 15လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာခလာယ73တရင်ကို rocket 9လုံးခမာယ46တရင်ကို rocket 10လုံးကြားရောက်ပောက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်သား15ယောက်သေဆုံးခဲ့တဲ့အပြင်ခလာရ73တရင်တွေကိုလည်းပေါ့မြို့နယ်ကနေရိတ်ခါပို့ပြီးပြန်လာတဲ့ကာနစီလည်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ ပြစ်ခတ်မှုဖြစ်ပြီး3နာရီကျော်ကြာမှ6မျိုးပေါ်နဲ့အေယာဝတီမြေကြောင်းတစ်လျှောက်ကိုကင်းတွေထွက်လာတယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲကော်မရှင်ရုံးတွေရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ပေးဖို့ကိုလည်းအသိပေးထားပါတယ်။ဒီတိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဂျုံးလက်ယုံတပ်ဖွဲ့တင်းဝါတိုင်ငန်နဲ့စိတ်ဖြူတော်လန်ရေးတပ်ဦးနဲ့၆သခင်ဖိုးလာကြီးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF တပ်ဖွဲ့တွေကအကြင်ကျင်ခေါ်ယူတတိပေးနေတဲ့ကြားကနေအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိမျိုးမင်းသူကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာတော့ပွဲချင်းပြီးသိမ်းဆုံးခဲ့တယ်လို့တာယာဝတီခိုင်တရင်383ညနဲ့တက်ခွဲ9ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရင်ပြီးခဲ့တဲ့ဩဂုတ်လ29ရက်နေ့မနက်9နာရီခန့်က အုပ်ဖို့မြို့နယ်စင်ကူးရွာမှာနေထိုင်တဲ့အကျမ်းဘတ်စစ်သက်တည်င်းပင်ပြူစောတိမျိုးမင်းသူကို အင်ပင်လရွာအနီးမှာတာယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲ9ရဲ့ရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပွဲချင်းပြီးသိမ်းဆုံးခဲ့ပြီးဆိုင်ငယ်တစည်းလေးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။သိမ်းဆုံးသွားတဲ့မျိုးမင်းသူဟာပြူစောတိတင်းနဲ့စင်တူဖြစ်ပြီး တော်လန်ရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားသွားလာမှုတွေကိုအကြမ်းဖက်စစ်တပ်စီကိုသတင်းပေးတာ ပြည်သူတွေမြို့ပေါ်ကိုတွားရောက်တဲ့အခါမှာအကြမ်းဖက်စစ်တပ်စီကိုဖုံးစက်တရင်ပေးပြီးပေါ်တာဆွဲဖမ်းဆီးခိုင်းနေတာတွေကြောင့်2024ခုနှစ်စစ်တပ်လပိုင်းကလည်းတော်လန်ရေးရဲဘော်တွေကဖမ်းဆီးကအကြမ်းဖက်စစ်တပ်နဲ့မပူးပေါင်းဖို့တတိပေးပြောဆိုခဲ့ပေမဲ့လေစစ်တပ်နဲ့ဆက်လက်ပူးပေါင်းနေတာကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တာယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲငါအနေနဲ့ကတော့ပြည်သူတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့တောက်တိုင်တွေကိုဆက်လက်တိုက်ခိုက်သွားမယ့်အတွက်ကြောင့်ပြည်သူတွေအနေနဲ့သူတို့ရဲ့အနီးကိုတွာလာနေထိုင်တာတွေမပြုလုပ်ကြဖို့အသိပေးထားပါရရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။